။မိုးအေးအေးမှာပုံမြင်လေးတပုတ်လာဆောင်ကြည့်ကြမလား။ဝီဒီယေစင်ကာလတခုတော့ပေါ။ဂျာနေစင်ဟာအတူတူရှိမိခဲ့ကြတဲ့အတွက်မနှစောကြီးကုကနေအင်ချခင်တရားရဲသူတို့နူးဟာရှားကနဲမပြည့်တဖြစ်ကြံ့ငွေအယူပါကလေးလေးနဲ့ဝိုင်းညို့ညို့ တပေဆိုင်လေးမှာသုံးလရောက်ကြအောင်ထိုင်နေကြတယ်။ဟိုးမတိုင်နာမှာထိုင်ဒီမတိုင်နာမှာထိုင်အဆုံးနိုင်တဲ့စကားတွေပြောနေကြတော့ပေါ့ဒီလိုနဲ့ညာကုလာရီအချိန်ကောင်းရောက်ရောမဟာမြန်ရဲ့လမ်းဘီအုတ်ခုံတခုနာကိုရောက်လာခဲ့ကြတယ်သူတို့တယောက်မျက်နှာကိုတယောက်ကြည့်ပြီး ဘာစကားမှမပြောခဲ့ထိုင်နေခဲ့ကြတယ်။အတိမိတ်ဆွေတူစီကိုကြည်ထားတဲ့တရားလေးချို့အတွက်ဆက်တွေ့ကြည့်တဲ့အခါစကားစင်းစင်းတွေ့တာကြားခဲ့တာဟောညကတပီးပြီးလက်လာတယ်။ရဲ့တပင်ဖြစ်လာမလားဆိုတဲ့မျောလင်းချက်နဲ့ငယ်တဲ့ငယ်ချင်းတယောက်စီကိုနောက်ဆုံးလက်ချက်ဘုံပြေလေးနဲ့ ်အောင်ဆက်နိုင်တယ်။အငှားကားကိုအပပါစီးပြီးတော့သူတို့သွားကြတယ်။လမ်းရဲ့သုံးပုံနှစ်ပုံခွဲမြောက်မှာရရှိလာတဲ့တပြားလေးနဲ့မနဲ့မကူးခင် မှာပဲသူတို့ရဲ့တညတာလုံးချံနေကြတယ်။ဒီလိုနဲ့ဈာနဲ့ဆရာသူတို့အတွက်ခိုးလုံးဖို့ရခုတဖို့ဖို့အခဲခဲအချက်ထင်းပေါင်းများစွာပါသည် ရှာဖွေခဲ့ကြကြတယ်။ကိုဆိုရာကတနာပေးရတယ်။ပထမဆုံးရှာတွေ့မိတဲ့ကိုအတွက်တပြောင်းဝေးဖို့ငေတခင်ကြီးတယောက်ကရပ်ပခဲ့။အဲဒီကူလေးမှနေရင်ဈာနေဆရာဆက်တပြေကဘလောက်တည်းလူစီကိုတူရောက်ပြီးမှလက်ပြေးတဲ့ကွက်ကိုလည်းရောက် ပြတော်ရင်းနဲ့ဆင်တန်းခဲ့ရတယ်။နောက်နေ့စမှာလေတင်ဆိုတဲ့ညာမရှိသေးဘူး။တို့တို့ကနောက်တစ်ချိန်ကျရင်ဒီဇလန်းကိုငါတို့ပြန်ပြောကြမယ်လို့ချွေးချော်ခဲ့ကြတယ်။တတူပစီကာမပိုတီကြီးဆုံးလာခဲ့ကြဟုတ်လေ။ကူတော်လေ ကျွန်တော်တယောက်တည်းသာပြန်ပြောဖြစ်နေတဲ့ပုံမြင်လေးပုတ်ပါပဲ။